ရခိုင်ပြည်နယ်အမ်းမြုံနယ်ပြည်သူ့တော်ကိုယ်စားလှယ်နေရာအတွက်လေးရောက်ဝင်ရောက်ရှင်ပြရမှာရခိုင်မြို့သားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ကအနိုင်ရရှိသွားပြီဖြစ်ပါတယ်။အနိုင်ရသွားတဲ့ဒေါက်တာအေးမောင်ဟာလွတ်တော်ရဲကိုတကြောပြန်ရောက်ရှိလာတော့မှာပါ။အနိုင်ရသွားတဲ့ဒေါက်တာအေးမောင်ဟာလွတ်တော်ရဲကိုတကြောပြန်ရောက်ရှိလာတော့မှာပါ။လွတ်တော်ရဲကိုရောက်ရင်ဘာတွေဦးစားပေးလုပ်ငန်းအနေနဲ့လုပ်လဲဆိုတော့ပြောင်စုဘန္ဒာကြီးခွဲဝေမှုမမြတ်တာကိုပြင်ဖို့အတွက်လှုပ်ဆောင်သွားမယ်လို့ဒေါက်တာအေးမောင်ကဒီမီမီနဲ့မေးမြန်းရမှာပြောဆိုသွားပါတယ်ခင်ဗျာ။ပထမဦးစားပေးပို့ပြ။ဒီပြည်တော်စုဘန္ဒာကြီးခွဲဝေမှု မမြတ်တာတော့ကျွန်တော်ကပြင်ချင်ဥမာဆိုပါတော့ဗျာကိုးစီတရားရခိုင်တုံးမှာကိုးစီချက်ကိုပြည်ထောင်စုဆိုတာကတုံးနေတာရှိတယ်အဲ့တော့တိုင်းသားပြည်နေတိုင်းခုနှစ်ခုပါဝင်ကတစီချက်လောက်ကိုစစ်လေးနဲ့စာပြီးမှတချက်တော့မရဘူးအဲ့တော့ပြည်ထောင်စုဗန္ဒာရေးခွဲဝေမှုကိုညင်မြအောင်ဆိုပါတော့ပြည်ထောင်စုက90လောက်ယူတနင်္သာရီပြည်နေအစိုးရတွေကို90လောက်ပေးဆိုရဲ ထပ်ပြီး40ရာခိုင်နှုန်းလောက်ရအောင်ကျွန်တော်ကစ조사ကျင်တာတစ်ခုရှိတယ်။ဒါပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်ကကျွန်တော်တို့ဒီအထူးသဖြင့်ဒီဖွဲ့စည်းပုံခြေခံဥပဒေနဲ့ပတ်သက်လို့ပြီးခဲ့တဲ့အစိုးရတောင်မှတော့ကျွန်တော်တို့조사ပြီးပြင်ဖို့လုပ်ကြတာပဲ။အဲတော့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကလည်းနော်ငင်းကြမ်းမှုမတိဆောက်နိုင်ရင်ဖွစီဘူးမပြင်းနိုင်ဘူးဆိုတာမျိုးတွေနဲ့ပြောတဲ့အခါကျတော့ကျွန်တော်တို့ကလမ်းနှစ်သွေးနဲ့စူးစမ်းတဲ့ဆိုတဲ့အမြင်ကျွန်တော်တို့မှာရှိပါတယ်။ ပြည်တော်စုညီညာရေးကိုရအောင်လက်နက်ကင်ဖွစီများတိုင်းရင်းသားပါတီများတက်မလို့ဆိုရနဲ့ဆွေးနွေးတာကတပိုင်းပေါ့ဗျာလွတ်တော်တွင်ကလေးပဲကျွန်တော်တို့စူးစားပြီးတော့เนาะကျွန်တော်တို့အစဉ်သင့်ဖြစ်အောင်เนาะမြေပြင်ခြေနေပေါ့ဗျာပါလီမန်တွင်မှာသဘောတူညီမှုတစ်ခုကိုရှာတင်နေလို့ထင်တယ်အဲ့ဒါကြောင့်เนาะအတွင်းအပြင်ပေါ့ဗျာလွတ်တော်တွင်ကလေးဖွစီပုံအခြေခံဥပဒေကို ကျွန်တော်တို့လိုချင်တာကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုမဟုတ်ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဒေါ်ဆန်းစုကြည်ပြောတာက democracy federal ဖြစ်ချောင်းဆိုအဲ့ဒါလေးမတူဘူးမတူတာကိုတချို့လေးတေချာရှင်းပြကြတာရှိပါတယ်အဲ့တော့ federal ဖြစ်ဖို့ကျွန်တော်တို့ကဒီကဦးစားပေးခြင်းတယ်အဲ့ဒါလေးကိုလွတ်တော်တွင်းမှာလေရင်းနှီးမှုရှိအောင်စပြီးเนาะအရင်ဆိုးရရဲ့လုပ်ငန်းကိုအရင်လွတ်တော်ရဲ့လုပ်ငန်းကိုဆက်ဆောင်ရတဲ့နေလို့ကျွန်တော်တို့ယူဆတယ်အဲ့ဒီနှစ်ခုကတော့အရေးကြီးတာပေါ့